ကျွန်တော်ရဲ့မိတ်ဆွေတောက်ကြသားသမီးများအလုံးမင်္ဂလာပါနော်တောက်ကြသားသမီးများအတွက်ပတ်စဉ်တောက်ကြနေငနေ6နာရီဆိုရင်ပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျယ်ဝင်းတေရော်နမိတ်ကိုတေရော်ကတ်ခုနှစ်ကတ်ချပြီးတော့ခံကြမှာဖတ်ကြပြီးမှာဖြစ်ပါလေအဲ့တော့တောက်ကြသားသမီးတွေအတွက်ပရမအုံးဆုံးကြလာတဲ့တေရော်နမိတ်ရာဆိုရင်တော့ဒါဒုတ်ချောင်းခုနှစ်ချောင်းတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒုတ်ခုနှစ်ချောင်းနမိတ်ပါနော် တဲခုဒုက္ခကောနဲ့ကြောင်းနမိတ်မှာကျတော့သူကမြင်အောင်ပြောရမှာဆိုရင်လူတယောက်ကဒုက္ခောင်းတစ်ချောင်းကိုင်ထားပြီးတော့ကာကွယ်နေတဲ့အနေထားနဲ့မတ်တည့်ရနေတာ။ကျန်တဲ့ဒုက္ခောင်း၆ချောင်းဟာအဲ့ဒီဒုက္ခောင်းတစ်ချောင်းကိုင်ထားတဲ့လူလင်တယောက်ကို ထိုးနဲ့တိုက်ခိုက်နေတယ်ဆိုတဲ့ပုံသဏ္ဍာန်နဲ့နမိတ်ပေါ်ထားတဲ့နေကတာနမိတ်ဖြစ်ပါတယ်။အဲ့တော့တာသာသမီးတွေကဒီကလာတွေမှာတဲ့ဆွဆွဲခံရတတ်တယ်ပြောဆိုခံရတတ်ပါတယ်ကိုမလို့တဲ့အရာကိုလုပ်တယ်လို့အခင်လွဲခံရတတ်တဲ့အချိန်ကောင်မျိုးဖြစ်ပါတယ် ညတော့ပထမဆုံးစပြီးတော့စဉ်းစားမှ အလုပ်ပေါ့နော်အလုပ်ထဲမှာအဆင်မပြေဖြစ်တတ်ပါတယ်လုံးဝကံပဲတွေနဲ့လည်းအဆင်မပြေဖြစ်တတ်သလိုအထက်လူကြီးရဲ့အထင်မြင်လွဲမှားခြင်းကိုလည်းရရှိတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်တက်လူကြီးကကိုယ့်အထင်မြင်လွဲမှားတတ်တယ်ကိုယ့်ရဲ့လက်အောက်ငယ်သားကကိုယ့်တော်လန်ပုံကန်တတ်တယ်ပေါ့နော်ကိုယ့်ရဲ့လုံးဝကံပဲအချိန်ချင်းလည်းပဲတယောက်နဲ့တယောက်ခြေထိုးခံတဲ့ခေတ်ကလေးတွေဂျုံဝမ်းတတ်ပါဒါကြောင့် တောက်ကြသားသမီးတွေဒီကာလတွေမှာအလုလုရတာတွေအင်ပဒန်းမှစိတ်ပင်ပန်းရတတ်ပါတယ်။အလုလုချင်းစိတ်တွေကုန်ခန်းနေတတ်တယ်မနှမိုးလင်းအလုမသွားခြင်းကြောက်တွေစိတ်တွေလေးလံပြီးတော့အလုလုချင်းစိတ်မရှိဖြစ်နေတတ်ပါတယ်။နောက်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကင်နေတဲ့တောက်ကြသားသမီးတွေဆိုရင်အလုထဲမှာဥနေပဲ့ထောင်းပဲ့နေတော့ဥထောင်းကြပြောင်းနေကြပြောင်းနံလေးတွေဖြစ်တတ်တယ်ပေါ့နော်။ တော့ကိုစီပိုင်းကိုပိုင်းစီပွားရေးလုပ်ငန်းလုပ်ကင်နေတဲ့တောက်ကြသားသမီးတွေတော့မှအဲ့ဒီကိုလုပ်နေတဲ့အလုပ်ကိုစိတ်ကုံလားလို့ညှင်းငွေလားလို့အဲ့လိုမျိုးလေးတွေဖြစ်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နံပါတ်၄ကတော့ငွေကြေးကန်တာတော့ပေါ့နော်ငွေကြေးကတော့အဲဒီမှာမျောစင်ဆိုတဲ့နမိတ်ကြ။မျောစင်ဆိုတာကတော့ရဲတိုက်ကြီးတစ်ခုကမိုးကြိုးခါပြီးတော့အဲဒီမှာရှိတဲ့ဟိုခေါင်းကြီးပွင့်သွားတဲ့နမိတ်ဖြစ်တယ်။ဒါကြောင့်ငွေကြေးကိုအကြောင်းပြုပြီးတော့အာဆုံရှုံနှိမ့်မြုပ်မှုတွေကြုံတတ်တယ်ပေါ့နော်။ ဘာမဟုတ်တဲ့အကြောင်းကိစ္စလေးတို့အကြောင်းပြုပြောငွေကုန်နေတတ်တယ်။ကိုယ်ကပြဿနာသေးသေးလေးလို့ထင်ပေမဲ့အဲ့ဒီပြဿနာကြီးကကြီးပြီးတော့ငွေကုန်ကြီးကြများသွားတာမျိုးလေးဖြစ်တတ်တယ်။ဘရင်မကိုက်တစ်ခုလုံးဟာစံသေးပလုံးဖြစ်တယ်လို့ပဲ။ပြီးတော့ဘာမဟုတ်တဲ့ဒီယိုပေါက်ကလေးတစ်ခုကနေပြီးတော့ဟိုပတ်စံလေးအများကြီးကုန်သွားတာလို့ထွက်သွားတာအဲ့လိုမျိုးလေးဖြစ်တတ်တယ်။ဒါတွေကတော့တာကြသားသမီးတွေကအရေးကြီးတာကဒီလောင်းကားတွေပိုင်းမလောက်ပါဘူး။လောင်းကားလို့လို့ရှိရင်စုံစုံနှိမ့်မြုံမှုတွေများတတ်တယ်။အင်း အပ္ပစံကြည်တာငါတာအာမခန္ဓာတွေမလုတ်တင်ပါဘူးလုတ်လို့ရှိရင်အဆင်မပြေဖြစ်တတ်ပါတယ်။ဟွန်းနော်။တော့ငွေကြေးနဲ့ပတ်သက်ရင်နော်နည်းနည်းအထူးပတိထားမှာပေါ့။အဲ့တော့လူတယောက်ရဲ့ကံတရားမှာအဓိကမန်တိုင်းဖြစ်တဲ့ကံ၃ကပ်ရှိတာပေါ့နော်။ကံ၃ကပ်ထဲမှာကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတရားတော့ကောင်းပါလား။ကျမ်းမာရေးစိုးစိုးရွားရွားအញ្ញံခိုက်တော့မရှိပါဘူး။ဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်မောနေရတာမျိုးဖြစ်တတ်တယ်။အဲ့တော့အဓိကအရေးကြီးတဲ့ကပ်က၃ကပ်၃ကပ်ထဲမှာနံပါတ်၁က အလုံးနဲ့ပတ်သက်တဲ့ကအလုံးနဲ့ပတ်သက်တဲ့ကံတရာမှာတော့နည်းနည်းလေးခွန်းကပြောခဲ့သလိုပဲနည်းနည်းညံ့တယ်။နံပါတ်1ကငွေကြေးနဲ့ပတ်သက်တဲ့ကံတရာကတ်မှာလည်းပဲနည်းနည်းလေးညံ့။အဲ့ဒီအပိုင်းနှစ်ပိုင်းမှာတောက်ကြသားသမီးတွေကနည်းနည်းလေးစိန်မောလူမောဖြစ်ရတဲ့။အဲ့တော့မိမိတို့ရဲ့အစည်းအဝေးတွေမိမိတို့ရဲ့အလုပ်အကိုင်းတွေမိမိတို့ရဲ့အကြံစီတွေပေါ့နော်လုပ်ရင်ကောင်းမလားမကောင်းလားလို့တင်လားမလို့တင်လားအဲ့လိုမျိုးစဉ်းစားနေတဲ့တွေးဝေနေတဲ့တွေးရဖြစ်နေတဲ့ကိစ္စတွေရှိရင်တော့လို့တင်ပါလေ။ဘာနဲ့လို့တင်တယ်လဲဆိုရင်တတ်တိနဲ့လို့ခဲ့တယ် ။ညောင်ဘသူပဲဘလို့ထင်နေဘသူပဲဘလို့ပဲပြောပြောဘသူပဲဘလို့ပဲခြေထိုးခံခံငါ့အလုပ်ကငါအောင်မြင်အောင်လုပ်မယ်လို့ယတိပြဆုံးဖြတ်ပြီးတော့လုပ်ကင်ဆောင်ရွက်တက်လာ။နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကံစားတာကတော့အတော်လေးကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်။အမွေကိစ္စဒီမျိုးသားချင်းတွေဆက်သူဆရာလုပ်ငန်းတွေပူးတွဲပေါင်းသက်လုပ်ငန်းတွေမှာထူးထူးခြားခြားအောင်မြင်မှုရတတ်တယ်။နောက်တစ်ခုကအချင်းအောင်နဲ့ပတ်သက်ရင်တော့စိတ်ချမ်းလာပြီးတော့စိတ်ပျော်ရွှင်ရမယ့်အချိန်ကာလမျိုးဖြစ်ပါတယ် တော့ခြေရင်းနဲ့ပတ်သက်ရင်ကန်သာတာကောင်းတယ်ချစ်သူကောင်းကောင်းရတတ်တယ်အိမ်တော်ရင်းနဲ့ပတ်သက်ရင်ကန်သာတာအထူးကောင်းတယ်အခြေအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေသင်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကျတော့ Queen of Fortune ဆိုကံကြမ္မာရဲ့ကောင်းသောအပြောင်းအလဲတွေဖြစ်တယ်အဲ့တော့တင်းတန်းကိစ္စအပြောင်းလဲတွေဖြစ်မယ်အဲ့ဒီအပြောင်းလဲတိုင်းအပြောင်းလဲတိုင်းရတော့ကောင်းတဲ့အပြောင်းလဲတွေပါအဲ့တော့ကိုယ်အနေနဲ့တင်းတန်းနေရာဌာနပြောင်းတဲ့ဖို့စိတ်ကူးရှိတယ်ဆိုရင် အောင်မြင်နိုင်တယ်ပေါ့။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအပြောင်းလဲလုပ်မယ်ဆိုရင်လည်းအောင်မြင်နိုင်တယ်။ဒါတို့ကတချို့နိုင်ငံခြားကိုသွားပြီးတော့ပညာတော်သင်သွားဖို့အတွက်ထင်းကောကြံ့ကြံ့နေတဲ့ကိစ္စတွေဆိုရင်ချောချောမုံမုံနဲ့အဆင်ပြေသွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒါမှမဟုတ်တရားသားသမီးတွေအတွက်ဒီကာလတွေမှာဆိုရင်တူတယ်၊တယောက်တည်းမနေသင့်ဘူး။ဆွေမျိုးသားချင်းတွေမိသားစုဝင်တွေကိုချစ်ရတဲ့လူတွေနဲ့ပူတွေပေါင်းဆက်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ဘဝကိုဖြတ်သန်းသင့်တဲ့အချိန်ကာလဖြစ်တယ်။ ခုမှရှိနေတဲ့ကြုံတွေ့နေရတဲ့အခက်အခဲလေးတွေရှိရင်လည်းရင်ဖွင့်ပြီးတော့အစဉ်ပြေအောင်ကြိုးစားဆောင်ရွက်တင်ပါတယ်။ပြီးတော့တောက်ကြသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာကတော့အဖြူရောင်နော်အစိမ်းရောင်အဲ့ဒါလေးတွေကောင်းပါနော်။အဲ့တော့အကြောင်းသင်ငယ်ကိစ္စကြီးတဲ့အခါအဖြူရောင်ဝတ်ပါအစိမ်းရောင်ဝတ်ပါပါနော်။စိတ်မောလူမောဖြစ်နေတဲ့စိတ်ဓာတ်တွေကြာနေတယ်ဆိုရင်လည်းအဖြူအင်းနေအဖြူရောင်လေးတွေယူပြီးဝတ်အစိမ်းရောင်လေးတွေယူပြီးဝတ်ပါနော်။ နောက်တစ်ခုကကျွန်တော်တို့မြက်ခင်းစိမ့်စိမ့်ရှိတဲ့နေရာလေးတွေမှာသွားပြီးတော့ထိုင်နေတင်ပါတယ်။တောက်ကြသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်လေးတွေပေါ့နော်။အဲ့တော့နောက်ကံကောင်းတဲ့နံပါတ်လေးတွေကတော့နှဲ့စာ၄စုံလို့၄စာ၄စုံလို့စတဲ့နံပါတ်တွေရှားပြီးတော့ထိုးပါ။ညစွာပြရှင်ကိုတော့မြတ်ကြီးကိုလက်ဖက်ရည်နဲ့ကိတ်မုံနှစ်ချက်နဲ့ကတ်လူပူတော်ပြီးတော့ဆူတောင်းလိုက်ပါ။တောက်ကြသားသမီးတွေတွန်းတွေးရမယ်။မကောင်းတဲ့အញ្ញံတွေပြေပြောက်ပြီးတော့ကောင်းကျိုးရရှိစေမှာဖြစ်ပါတယ်။ တောက်ကြသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလေကိုကျမ်းမှာစိတ်ချမ်းလာပြီးတော့လိုရာဆန္ဒပြေဝကြပါစေလို့ဆုတောင်းမေတ္တာများဆိုက်လိုက်လေလေပို့တာလိုက်ပါမယ်